ပြိုင်နာပထမဆုရရဲဆိုသူလိုပဲရေကဘွဲမစခင်တဲ့ကတပါတီတည်းရှိတဲ့အတွက်မပြိုင်ခင်တဲ့ကနိုင်နေတဲ့ပြည်ခိုင်ဖြူပါတီကြောင့်ဝေဖန်ပါပြည်သူငယ်ချင်းများအားလုံးမင်္ဂလာပါကြိုထောင်းဘလော့ကနေပြန်လေးကြိုဆိုလိုက်ပါတယ်နော်ဒီဗီဒီယိုလေးကတော့တပါတီတည်းပြန်ပြီးတော့နိုင်တယ် USDP ကိုဝေဖန်မယ်တဲ့ချက်ခံရပါတီတည်းပြန်ပြီးတပါတီတည်းနိုင်တယ်လို့ပြောနေကြတာအဲ့ဒါမှဟာသူပူတူမှာပါပြောထားလို့ဆိုတာလေဘုသူရနဲ့လိုက်ပြီးနားထောင်ကြည့်ပါမယ်ခင်ဗျာမင်္ဂလာပါ တယောက်တည်းပြိုင်တာပထမဆုံးရတယ်ဆိုသူလိုပဲရေကောက်ဘွဲမစခင်တဲ့ကတပါတီတည်းရှိတဲ့အတွက်မပြိုင်ခင်တဲ့ကနိုင်နေတဲ့ပြည်ခိုင်ဖြူပါတီကြောင့်ဝေးဖန်ပါဟာပြည်ခိုင်ဖြူပါတီပေါ့နော်လက်ရှိမှာဇိုင်းလိုက်ဒေတာကြီးရဲ့တချို့ဒေတာတွေတင်းနေလာဤရှမ်းပြည်နယ်စပ်ကချင်ပြည်နယ်နဲ့တချို့ဒေတာတွေမှာပေါ့နော်အပြိုင်ပြုပါတီတပါတီရဲ့ရှိတဲ့အတွက်မပြိုင်ခင်တည်းကဘယ်သူမှမဲမပေးရင်တော့နိုင်တဲ့အနေအထားရှိနေတယ် ူးမမဲမပဲ့နိုင်နိုင်တဲ့နေသားရှိဖို့အာဆိုတော့ဒါစစ်တပ်နဲ့ကြံ့ခိုင်းရေးနဲ့ပေါင်းပြီးလဝချင်းရိုက်တဲ့ရွေးကောက်ပွဲပါဆိုပြီးပြုစုမှုတွေရှိရဲဝေဖန်မှုတွေရှိရဲအာဒီကိစ္စနဲ့ပတ်သက်လို့လူမျိုးမျိုးစိတ်ထွေထွေရှုတောင်မျိုးမျိုးရှိကြတယ်ဟုတ်တော့ဘောနော်ကျွန်တော်ကမဘုဒ္ဓမဟာသွေးရဲ့အမြင်ကိုစကားလေးတစ်ခွန်းနဲ့လိုရင်းတူရှင်းပြောမယ်စကားလေးတစ်ခွန်းလည်းနဲ့လိုရဲတူရှင်းပြောမှာစကားတစ်ခွန်းပဲကဲနောက်ထောက်ကြည့်မှာပါလေကြောက်တက်လို့လွဲတယ်ရဲတဲ့သူမင်းဖြစ်တယ် ။ဟောနော်မွဲတာကြောက်တဲ့သူရဲတယ်။ကြောက်တဲ့ရင်လွဲတယ်။ကြောက်တဲ့ရင်လွဲတယ်။ရဲတဲ့သူမင်းဖြစ်တယ်။ရဲတဲ့သူကမင်းဖြစ်တယ်။ခင်ဗျားတို့ကြောက်လို့ဝင်ပြီးတော့မပြိုင်နဲ့တွဲခင်ဗျားတို့လွဲသွားတယ်။သူတို့တက်တီစီလို့သူတို့ဝင်ပြိုင်တာ။ဘလုံးနိုင်ဒီစကိုင်းနိုင်ဒေတာရေအခုလက်ရှိရင်းမဲ့ပင်စားလင်းကြီးလို့ပုံစံမျိုးကဏီလို့ပုံစံမျိုးဟုတ်မလဲမင်းကစနေဖြစ်ပေါ်တဲ့ဒေတာတွေ ဒီဒေသတွေမှာတက်မတော်ကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးသွားပြီဘယ်ပါတီဝင်မပြန်ရပါဘူးလို့ကန့်သတ်မထားဘူးခင်ဗျဟုတ်ဘယ်ပါတီဝင်ပြန်ရလို့ကန့်သတ်မထားဘူးကျန်လို့တက်တိရှိရင်ဝင်ပြန်လို့ရတယ်ဟွန်းခင်ဗျားတို့တက်တိမရှိလို့ကြောက်လို့ခင်ဗျားတို့လွဲသွားတယ်သူတို့တွေတက်တိရှိလို့ရဲတဲ့သူမင်းဖြစ်တယ်ဟွန်းဒီအတွက်ဘာမှသူတို့သူတို့တွေပြောနေကြမလို့ဘဲပါတီကဝင်ပြီးတော့ရွေးချယ်မခံရဘူးဆိုပြီးတတ်တတ်မှတ်ထားတာမရှိဘူး။တိုင်းနိုင်ငံလုံးမှာဝင်ရောက်ရွေးချယ်ခံမဲ့ပါတီတွေအများကြီးရှိရယ်ခင်ဗျားတို့တက်နေရှိရင်ဝင်ပဲ ်ခင်ဗျားတို့တက်တီမရှိလို့ကြောက်လို့လွဲတယ်ဒီခိုင်ဖြိုးကတက်တီရှိလို့ဝင်ရွေးချယ်တဲ့ခံတယ်ကြောက်ရင်လွဲမယ်ခြေတဲ့သူမင်းဖြစ်တယ်နော်အာဆိုတော့ဒီဒီနေ့လာရေးဖြိုးဆိုတာကလက်ရှိနောက်နေဆက်တဲ့နိုင်ငံရေးအခင်းချင်းမှာပရမလုံးတော့ဆန္ဒပြမှုတွေဖြစ်တဲ့ဒေသဟုတ်နော်ပရမဆုံးတော့အကြမ်းဖက်မှုဖြစ်တဲ့ဒေသဒီလိုနေရာမျိုးမှာ ဘဲပါဒီမဝင်ပြီးတော့အသက်အန္တရာယ်ကိုကြောက်လို့စီးစိမ်ဥစ္စာတွေပျက်စီးခံရမှာကြောက်လို့မပြရဲတဲ့အတွက်ကြောက်တဲ့လူတွေလွယ်တယ်ရဲတဲ့ပြည်ခံပြုကမင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်မပြည်ခံပြုကိုအားပေးတယ်ပြခံပြုတ်ကိုအားပေးတယ်။ပါတီနေနဲ့ဆိုရင်တော့ပြခံပြုတ်ကိုမဲ့ပေးတယ်။သဘောကျတယ်အားပေးတယ်။ လူပုဂ္ဂိုလ်အနေနဲ့ဆိုရင်တော့ကုတ္တေတာမှာဝင်ရောက်ရွေးချယ်ခံမဲ့လူကဘယ်လိုလူမျိုးလဲဆိုတာကိုကြည့်ရမယ်။ကိုကဒီခံပြိုးပါတီကိုကြိုက်လင့်ကစားကုတ္တေတာမှာဝင်ရောက်ရွေးချယ်ခံတဲ့လူကမိမိဒေတာခွင့်ပြုရေးမှာမပါဝင်ခဲ့ဘူးဆိုရင်မဲမပြီးပါနဲ့။ဟွန်းဟောနော်။ကိုကိုရောကုတ္တေတာတယ်မှာကိုပြင်နေတယ်မှာဘာမှမလုပ်ပေးတော့ဘူးဘာမှလည်းကုညီတာမရှိဘာမှလည်းလုပ်တာမရှိဆိုရင်မဲမပေးပါနဲ့တဲ့။နော်ဆိုတော့လက်ရှိအချိန်မှာဟာကျွန်မ မိတ်ဆွေတွေနဲ့နိုင်ငံရေးဆွေးနွေးပြတဲ့အခါအကြောင်းအရာနှစ်ခုတွေ့ရတယ်။အင်းတချို့သောမိတ်ဆွေတွေကညို့ပေါင်းဆိုးရဖြစ်စေခြင်းကြတယ်။ကျမလုံးဝညို့ပေါင်းဆိုးရမဖြစ်စေချင်ပါဘူး။အနိုင်ငယ်ဆွေးနွေးတဲ့ကောင်မလေးကျမမိတ်ဆွေလေးနဲ့ကျမနဲ့အမြဲတမ်းသဘောထားကွဲလွဲကြတာဟိုးအရင်ဆက်ဆက်တဲ့ကနော်ဟိုးအရင်ဆက်ဆက်လို့2020ရွေးကောက်ပွဲပြီးတဲ့ကဒီရွေးကောက်ပွဲကအာပြတ်သွားပြီလို့ပြောခဲ့တာကျမ တက်မတော်ကအာနာထိမ့်ပြီးတော့အာနာသိမ့်တာမဟုတ်ဘူးနော်တက်မတော်ကအာနာထိမ့်ပြီးတော့ဖွဲ့စည်းပုံရှင်ရာဥပဒေပုံမှန်၄တက်ခွန်၄တက်ရှင်ရာအာနာထိမ့်ပြီးတက်ချောက်ကရွေးကောက်ပွဲပြန်ကျင်းမပေးလိမ့်မယ်လို့အဲ့ဒီချိန်ထဲက2020ရွေးကောက်ပွဲပြီးပြီးချင်း၂ရက်အလိုရဲကရွေးကောက်ပွဲပြီးပြီးချင်း၂ရက်မှာရဲကျွန်မပြောခဲ့တယ်။နော်အဲ့ဒီလိုမနိုင်ငံရေးရေးဆွေးနွေးတဲ့အကောင်မှာကျွန်မမိတ်ဆွေတွေနဲ့ကျွန်မလည်းအရင်သဘောထားကွဲလဲပြီးတော့တချို့မိတ်ဆွေတွေဆိုမခေါ်နိုင်မပြောနိုင်ဖြစ်သွားကြတယ်လူတွေအများကြီးရှိတယ်။ ယခုလက်ရှိနိုင်ငံရေးအထင်းကျင်းအခုလာမယ့်ရွေးကောက်ပွဲကိုဆွေးနွေးရတဲ့အခါမှာလေကျမကညွန်ပေါင်းဆိုးရမဖြစ်စေချင်ဘူးလို့ပြောတဲ့အခါတချို့မိတ်ဆွေကနေရန်သူဖြစ်သွားကြတဲ့လူတွေရှိတယ်။အင်းနော်ကျွန်တော်နိုင်ငံရေးရတပွဲရာခွဲလဲမှုဖြစ်တဲ့အတွက်ကျမဝမ်းမနွေဘူး။ဘာကြောင့်လဲ။တာမန်2010လို့2015လို့ရွေးကောက်ပွဲကာလမျိုးဆိုလို့ရှိရင်တိုင်းပြည်မှာအခြေအနေတည်ငြိမ်အေးချမ်းတဲ့နေရာဒေသအချိန်အခါမျိုးဆိုရင်ညွန်ပေါင်းဆိုးရ ွဲတဲ့နေနဲ့အခုလိုမျိုးစိတ်ရပြိပက္ခအဖြစ်နေတဲ့အချိန်မှာညုံပေါင်းလုံလိုက်လို့ရှိရင် NCA ဇနေပြည်တယ်လို့ပဲ။နောက် NCA ထိုးတာက10နှစ်ပြည့်သွားတယ်။ဇွေးနွေးပွဲလာလိုက်ညင်းခုံလိုက်ပြန်သွားကြလိုက်။နောက်တနေ့နောက်တနေ့လာလိုက်ညင်းခုံလိုက်ဆွေးနွေးလိုက်ပြန်သွားကြလိုက်နဲ့ခကြီးကရှေ့ကို မရောက်ဘူး NCA ဒါဆယ်နှစ်ပြည့်သွားတယ် Federal နဲ့ Democracy ကိုအဲ Democracy နဲ့ Federal စနစ်ကိုအခြေခံတဲ့ပြည်အောင်စုကြီးတည်ဆောက်မယ်ဆိုရင်အဲ့ဒီစကားတစ်ခုမှလည်းရက်တန်နေတယ်လူတွေအကုန်လုံးကကိုလိုရာကိုဆွဲကြတယ်ကိုကိုကိုမှန်နေထင်ကြတယ်ဒါကြောင့်မလို့လူတလောက်ခရင်ဟာလူတလောက်ခရင်မရဘူးပေါ့နော်မပေါ့ဘူးခရင်မတွင်ဘူးဒါကြောင့်မလို့ဒီအချိန်မှာညော့ပေါအစိုးရအလိုမရှိဘူးတပါတီတဲကဥဆောင်ပြီးတော့တပါတီတဲကရှေ့ဆက်မယ်အဲ့ဒီပါတီကိုထိန်းချောင်းနိုင်မယ်အတိုက်ခံပါတီရှိရင်ရပြီ ညုံပေါင်းစိုးရဖွဲ့လိုက်လို့ရှိရင်ဒိတ်တွေပေါ့ခရီးတွင်မှာမဟုတ်ဘူးညုံပေါင်းစိုးရဖြစ်ချင်တယ်ဆိုရင်တော့အခု2020ကရွေးကောက်ပွဲကနေနောက်ထပ်တတိယအကြိမ်လွှတ်တော်တက်တန်းရဲ့အလွန်ကြမှာတိုင်းပြည်တည်ငြိမ်အေးချမ်းသွားတဲ့အချိန်ကြမှာညုံပေါင်းစိုးရဖွဲ့တင်ပါတယ်ဟွန်းနော်ဆိုတော့မင်းကတော့နိုင်ငံရေးစကားပိုင်းမှာကျွန်မမေးရွှေကြီးတော်တော်များများနဲ့ကျွန်မသဘောထားကွဲလွဲပြီးသွားပြီအခုလိုင်းပေါ်မှာတင်လိုက်တယ်ဘယ်လိုမျိုးသဘောထားကွဲလွဲမလဲကျွန်မစောင့်ကြည့်ပါမယ် ။နိုင်ငံရေးဆိုတော့ကိုယ်မှတ်နေထင်တာကိုလက်ခံယုံကြည်ကြတာဖြစ်တဲ့အတွက်လွတ်လပ်စွာသဘောထားကိုယ်လည်းကိုယ်ရှိပါတယ်။နောက်တစ်ခုကကျမကလေအဲဒီလွတ်တော်အမတ်ဒီလွတ်တော်တွေမှာဗျံမာတွေပြောကြတယ်ရွေးကောက်ပွဲမဲဆိုတဲ့စီရုံးစဉ်ကာလတော့ငါကျွန်တော်တို့ကဘာတွေလုပ်ပေးပါမယ်ညာတွေလုပ်ပါမယ်ပြည်သူကိုဂရီးကူးတွေပေးပြီးတော့เนาะခတိမတီးတဲ့အမတ်တွေကိုထိန်းចောင်းနိုင်ဖို့အတွက် right to we go ပေါ့အပြန်လဲထိချောင်းကျူးပြီလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မထက်ခါထက်ခါထက်ခါပြောခဲ့ဘူးလေဟုတ်ကဲ့ထက်ခါထက်ခါပြောခဲ့ဘူးလေအဲ့ဒီချိန်မှာကျွန်တော်တို့မြေပြင်မှာရောအခုလို online မှာရောနိုင်ငံအရေးတွေဆွေးနွေးရေးပြောဆိုကြတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီအထက်ထက်မှာအခုလွှတ်တော်မတ်တွေကိုထိချောင်းဖို့ right to we go နဲ့ပတ်သက်လို့เนาะလွှတ်တော်မတ်တွေပြည်သူကိုပေးထားတဲ့ကတိမတည်ရင်လွှတ်တော်တွေကပြန်ပြီးထုတ်နိုင်တဲ့ဥပဒေတည်ပြုဖို့ပြဋ္ဌာန်းဖို့အကြောင်းအရာနဲ့ပတ်သက်လို့ design မမပြောခဲ့တာကျွန်မမကုတုမဟာသူတယောက်တည်းပဲရှိတယ် ဒါပေမဲ့အခုနောက်25ရွေးကောက်ပွဲကာလမှာအခုနောက်25ရွေးကောက်ပွဲပြီလို့တတိယအကြိမ်ဖြတ်တော်ပေါ်လာတဲ့အခါမှာအဲ့ဒီလိုမျိုးเนาะတီးချင်းမပြည့်တဲ့လွတ်တော်မတ်တွေလွတ်တော်တီးတူကိုဂရီကူတွေပြေးပြီးတော့မတီးတဲ့လွတ်တော်မတ်တွေကိုပြန်ပြီးထိန်းချောင်းဖို့ right away ကိုဥပဒေကိုအသက်သွင်းသင့်လားလို့မေးရင်အခြေအနေချင်းကတော့မဟုတ်သေးဘူးလို့ကျွန်မရှုံးမြင်တယ်။ဟွန်းထပ်ပြီးပြောမယ်နော် လွတ်တော်မတွေကိုထိန်းချောင်းနိုင်ဖို့အတွက် right to recall ဆိုတဲ့ဥပဒေကိုအတိအပြပြဋ္ဌာန်းပေးဖို့တစ်ချိန်လုံး design အမှတ်ပဲပြောခဲ့တာကျွန်မ နော်နေရခုပြောခွဲတွေသွားတဲ့အခါလေကျွန်မပြောပြတဲ့လူကြီးကြီးနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာလေပြောပြတဲ့အခုလိုမျိုးလူမှုကွန်ရက်မှာအများသူငါကိုပြန်ပြီး share လုပ်တဲ့အခါမှာလေကျွန်မပြောပြတဲ့မြန်မာလက်ရှိကျွန်မတို့နိုင်ငံမှာပြည်တွင်းမှာပြည်ပမှာနော်နိုင်ငံရေးနဲ့ပတ်သက်လို့စီးရေးနဲ့ပတ်သက်လို့ဆွေးနွေးတင်ပြတဲ့လူတွေအများကြီးရှိရဲ့အဲ့ဒီထဲထဲမှာဒီကြောင်းလာနဲ့ပတ်သက်လို့ design မဲ့မဲ့ပြောခဲ့တာကျွန်မတယောက်ထဲပဲရှိရဲ့ဒါကဂုံစာရမဟုတ်ဘူးကိုကြီးတွေ့တာမဟုတ်ဘူးကျွန်မအရင်ကအဲ့ဒီလိုပြောခဲ့ပေမဲ့အခုအချိန်မှာ 另外的一个乌龟股，白天我们露啊，它就出现个麦子地乌罗苏罗江啊。嗯。巴龙嘞，睡觉回家，喏，他妈十米的道路上面十来片茶叶嘛，开开开开的，这妈要来睡觉回。十米的路，道路面的十来片嘛，喏，睡觉回家的很多，所以班里的娃开开开开不一样。现在碰现在碰蛋金山的香味茶叶了，十来片嘛。 လွှတ်တော်ဆိုတဲ့ပန်းကလေးကအခက်ကြီးခက်ကြီးပွင့်ရတာအဲ့ဒီပန်းလေးကိုကိုကတော့စေတနာနဲ့ဒီပန်းလေးကိုရေလောင်းပေါင်းတဲ့ဓမ္မီဩတာကျွေးလိုက်ပေမဲ့တရာလွန်သွားလို့ရေလောင်းတာများသွားရင်အဲ့ဒီပန်းကတည်သွားတတ်တယ်နောက်ကနေအိမ်မှာဗန်းညပြိုးတဲ့အခါကြည်ပါတမီဩဇာရဲ့အကျွေးလွန်ရင်လည်းပဲဒီသစ်ပင်လေးကမရှင်းတယ်မကြီးထွားပဲနဲ့တည်သွားတတ်ပါလေ။နောက်ဆိုတော့ဒီမုံတိုင်းချာမှာစစ်တလင်းပြင်ချာမှာခက်ခက်ခက်ကျင်းပါတယ်ရွေးကောက်ပွဲကို အဲ့ဒီလွှတ်တော်အမတ်တွေကို right to be god's right နဲ့ချက်ချင်းထိန်းချောင်းလိုက်လို့ရှိရင်ကျမတို့ကတော့စေတနာနဲ့ဒီတစ်ပင်လေးဒီပန်းပွင့်လေးကိုလှပအောင်ရေလောင်းပေါင်းတင်ပြီးရောတက်မီဩဇာကျွေးပေမဲ့အဲ့ဒီကြမ်းတမ်းမှုခံကိုသူတို့မခံနိုင်နဲ့မခံနိုင်လို့ရှိရင်နော်ဟိုလွတ်တော်လုံးအမတ်ဖြစ်ပြီးမှပြန်ကျုပ်ပြုတ်ကြွားလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတာအဲ့လိုမျိုးစိတ်ပူတာပေါ့အဲ့ခါမှာ ပြည့်စည်သွားနိုင်တယ်။ဒါကြောင့်မို့လို့တကယ်လို့ဒီ right to recall လွှတ်တော်မဲ့တွေကို ထိန်းချောင်းတဲ့ဥပဒေလုံးချင်နေဆိုရင်တော့အ ਨੇ ဆုံးလွှတ်တော်တက်တန်းတဝက်ကျိုးတဲ့အချိန်ရောက်မှ ပြဋ္ဌာန်းတင်ပါတယ်။ဟုတ်နော်။အခုနောက်25 26ဆိုရင်29 28 2020အကုန်2029ဒီလိုနှစ်နှစ်ကျော်၃နှစ်လွှတ်တော်တက်တန်းနှစ်နှစ်ကျော်၃နှစ်ကြာက ပြီးမြင့်တာပြီးတဲ့အချိန်မှသာနော်ဒီနှစ်နှစ်ကျော်သုံးနှစ်တွင်မှာပဲအမတ်တွေကဘလို့ပြည်သူကိုပေးခဲ့တဲ့ခရီးကိုတွေကိုဘလို့တီးနိုင်နဲ့ဘလို့အေးချမ်းရှိစေလဲဆိုတာစမ်းစစ်ပြီးတော့လာဒီဥပဒေကိုပြဋ္ဌာန်းတဲ့မှာလွတ်တော်ကြီးဆဆချင်းမှာဒီဥပဒေကိုပြဋ္ဌာန်းခြင်းဟာ အမြစ်ကိုရိုက်ချိုးအမြစ်ကိုချိုးပြီးတော့အညွန့်ကိုချိုးတာနဲ့အတူတူပါပဲ။